်မင်္ဂလာပါရှင်ကတဲ့ညူသတင်းဌာနရဲ့ဒေသန္တရင်းများကို တင်ဆက်ပေးပါရောင်းမရှင်စက်တုံးမျိုးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူရှိဦးသေဆုံးကရုပ်လောင်းတချို့မှာတစားစီဖြစ်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စက်တုံးမျိုးကို အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ခြင်းကြောင့်လေရင်ဖြင့်ဘုံကျဲမှုကြောင့်ကလေးငယ်နှုတ်အပါအဝင်ပြည်သူရှေ့ဦးသေးဆုံးကြောင့်ဒေသခံပြည်သူများကကုလိုပဲပြောဆိုထားပါရယ်။ယနေ့စက်တင်ဘာလ29ရက်နေ့မွန်လယ်ပိုင်းနဲ့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစတုံးမျိုးကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတက်ခိုက်ခဲ့ကြောင်းမြကြီးနားမျိုးလေတက်စကန်မှာတက်လာသောတိုက်လေရင်ကစတုံးမျိုးအစည်းတွင် ။ဘုံနှလုံးရခင်ရဲစခန်းဟောင်းတွင်ဘုံတလုံးကျဲချသွားကြောင်းဘုံကျဲချိန်မှာကလေးငယ်များကြောင်းစင်းချိန်ဖြစ်ပြီးကျောင်းသားကျောင်းသူများနှင့်ပြည်သူများထိခိုက်ဒေဆုံးမှုများခဲ့ပြီးကလေးငယ်နှုတ်အပါအဝင်ရှစ်ဦးဒေဆုံးကြောင်းသိရှိရပါသည်။ဒီနေ့မွန်လဲပိုင်းမှာအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆတ်တုံးမျိုးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားကဘုံကျဲတိုက်ခိုက်ချိန်ကကလေးတွေကြောင်းစင်းချိန်ပြန်လာတဲ့အချိန်ဆိုတော့ ကျောင်းသားကျောင်းသူတွေအပါအဝင် ပြည်သူတွေထိခိုက်သေးဆုံးမှုများပြားတဲ့ပြည်သူ၈ဦးသေဆုံးနဲ့ခုနှစ်ဦးအပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကခုလိုပဲပြောဆိုထားပါရယ်။အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်သို့ UTB လေကြောင်းတိုက်ခိုက်မှုများစတိုက်လှုံ့ဆော်လာခြင်းဖြစ်ပြီးမြေပြင်တွင်လည်းဖာကန်ဝိုင်းမော်ရိုတွင်စစ်ကြောင်းထိုးမှုများတိုးမြင့်လှုံ့ဆော်လာကြောင်းခုလိုပဲသိရှိရပါရယ်ရှင်။ဆလဘီစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကာကွယ်သွားမဲ့ကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့အကြောင်းတင်ညာပါမယ်ရှင်။ အာနာသိစကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူလူရဲ့ဘဝကိုအေဂျင့်တီနေအောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ရွေးကောက်ပွဲကိုကာကွယ်ပေးသားမယ်လို့ကရင်လက်နက်ကိုင်ဖွဲ့စည်းသုံးဖွဲ့ကပူးပွဲသဘောတူညီချက်ထုတ်ပြန်ထားပါတယ်။ကရင်နယ်ကြားစောင့်တက်ပြီး GF ကရင်ငင်းချင်းရေးကောင်စီ KNU KNLAPC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့သုံးဖွဲ့က တိတ်ပိုင်းကောင်းဆောင်တွင်မနေ့စက်တင်ဘာလ28ရက်မြောက်ရီမြို့နယ်ရှိ BGF အမှတ်2တက်နယ်ဌာနချုပ်ဖြစ်တဲ့တိတ်ကတိကြီးရွာမှာတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပူရဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီသုံးပွဲမှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DGBA နဲ့ KNU KNLAPC တို့ကတိုင်းနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ ဥတည်းကြညာချက်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုပေါ်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါဗျ။ရွေးကောက်ပွဲမှာထိခိုက်အောင်လဲကာကွယ်စောင့်ရှောက်သွားမယ်လို့ကြညာချက်မှာခုလိုပဲဆိုထားပါဗျ။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ကြားစောင့်တဲ့ BGF တပ်ဖွဲ့ဝင်တွေကပါဝင်ကူညီတိုက်ခိုက်ပေးနေရလို့တော်လိုင်းချင်းရေးမြေကခုလိုပဲပြောကြားကြောင်းသိရှိရပါတယ်ရှင်။တော်ဆန်းစုကြည်တောင်ထဲမှာတခုခုဖြစ်သွားခဲ့ရင်ငြိမ်းမှမဟုတ်ဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်တပ်ကပန်းစည်းချုပ်နောက်နားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့စိုးရိမ်တဲ့တွေပိုကြားလာရပါတယ်စစ်တပ်ဟာအာနာသိန်းစင်ကလေးကဒေါက်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ဝန်ကြီးချုပ်တွေကိုဖမ်းဆီးအကြမ်းချတာဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တွေဟာဒေါက်ဆန်းစုကြည်ကိုပင်နီယာမှာချုပ်နောက်ထားတယ်ဆိုတာကိုအတိမပေးလို့ပဲ ပြည်သူလူထုနဲ့နိုင်ငံတကာကိုလည်းအဆက်အသွယ်ပြတ်တာတာဖြစ်ပါရင်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေဟာဒေါ်ဆဲစုကြည်လွတ်မြောက်ရေးနဲ့တက်ရှိကျမ်းမာရေးအတွက်စက်တင်ဘာလ26ရက်နေ့ကဝါရှင်တန် DC မှာရှိတဲ့တမရအင်ဖြူတော်ရှိမှာဆူတောင်းတာဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်ပွားတွေအနေနဲ့တမရာထရန်တက်လာပြီးနောက်ပိုင်းအင်ဖြူတော်ရှေ့မှာပထမဆုံးဆန္ဒပေါ်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြသူတွေဟာဝါရှင်တန် DC မှာရှိတဲ့တရုတ်တန်ရုံရှေ့ကိုသွားပြီးတွားရောက်ခဲ့ကြပြီးမြန်မာပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့ဝရမ်းပြည်မင်းအောင်လှိုင်စေုပ်စုကိုစစ်လက်လက်နဲ့နိုင်ငံရေးအကူအညီတွေမပေးဖို့မြန်မာပြည်သူတွေဘက်ကရက်တီဖို့နဲ့အထူးရောင်ရွေးကောက်ပွဲကိုထောက်ခံကူညီခြင်းမပြုလုပ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ နောက်တစ်ပုံအနေနဲ့အာနာရှင်အဆက်ဆက်ခြေမုံဖြက်စီးပေးမယ်ပြည်သူရှိနေတဲ့ပါတီဆက်ရှိနေမယ်ဆိုတဲ့ NLD ကြေညာပြီး2020ရွေးကောက်ပွဲရလဟာနောက်တစ်ကြိမ်လွတ်လပ်မြမရှိပဲရွေးကောက်ပွဲရလပေါ်ထွက်လာမယ်အချိန်ထိတည်ရဝင်တည်ရှိနေမယ်လို့ထုတ်ပြန်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ် အမျိုးသားဒီမိုကရေစီအပွဲချုပ် NLD ဟာပြည်သူများတဲ့ကပေါက်ပွားလာတဲ့ပြည်သူပါတီဖြစ်တာကြောင့်အာနာရှင်အဆက်ဆက်တို့ရဲ့မလိုမွန်တိစိတ်တာနဲ့ဘလို့တိုက်ခိုက်ချိန်မဖြစ်စည်းနေပေမဲ့ပြည်သူရှိနေသေးတော့ပါတီရှိနေမယ်လို့ NLD ပါတီကစက်တင်ဘာလ29ရက်နေ့မှာခုလိုပဲထုတ်ပြန်ကြေညာလိုက်ပါတယ် NLD ပါတီဟာ1988ခုနှစ်လူမှုအရေးတော်ပုံကြီးမှာဝင်ပွလာခဲ့တာဖြစ်ပြီးဒီနေ့မှာပါတီတည်ထောင်တာ39နှစ်ပြည့်ဖြစ်ပြီလို့အတိပေးကအထက်ပါအတိုင်းပြည်သူရှိသူတွေပါတီရှိနေမယ်လို့ကြေညာခဲ့တာပါ။ နွေဦးတော်လှန်ရေးမှာပြည်သူ့ကောင်ဆောင်ဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့အတူသမရကြီးဦးဝင်းမြင့်ပါတီရဲ့အဖွဲ့ဝင်ကောင်ဆောင်တွေပါတီဝင်တွေပါတီကိုအားပေးဝန်းရံခဲ့ကြတဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီကမတရားဖမ်းဆီးမှုတွေတရားမျှတမှုမရှိတဲ့ဥပဒေတွေကိုဖတ်နှီးပြီးတော့ဖိနှိပ်အုပ်ချုပ်မှုတွေကိုခံစားနေရတာပါ ပြည်သူတွေအလုံးကလည်းဒီကနေ့ရဲ့အဲ့လိုခံစားနေရဆဲဖြစ်ပါတယ်ဒီလိုမတရားမှုတွေကိုတော်လန်တိုက်ပွဲဝင်နေတဲ့ပုံစံမျိုးမျိုးနီလန်းအတွက်တွေနဲ့အသက်တွေဘဝတွေခန္ဓာကိုယ်တွေပေးဆက်ပြီးတော်လန်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းတွေတိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်လို့ NLD ပါတီကောင်းဆောင်တဦးဖြစ်တယ်လို့ပြည်အောင်စုလွတ်တော်ကိုယ်စားလှယ်ကော်မတီ CRPH ဥက္ကဋ္ဌဖြစ်တဲ့ဦးအောင်ကြည်ညွန့်ကပါတီနှစ်ပတ်လည်အခမ်းအနားမှာခုလိုပဲပြောကြားခဲ့ပါတယ် ကြဆုံးသွားခဲ့ကြတဲ့အာဇာနီရီရဲ့အိမ်မက်တွေကိုဆက်လက်ပုံဖော်တိစောက်သွားကြဖို့ရှင်သန်ကြင်နေကြတဲ့သူတဦးချင်းစီရဲ့တာဝန်လည်းဖြစ်တယ်လို့ဦးအောင်ကြည်ညွန့်ကအခုလိုပဲပြောပါရယ်ပါတီရဲ့ကြေညာချက်မှာမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီတအာနာသိမ့်ပြီးကလေးကဖန်ထားတဲ့ပါတီဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆက်စုကြည်နဲ့ဒုတိယဥက္ကဋ္ဌဒီနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ပဲနေရာမှာဖန်စီချုံနိုင်ငံသားရယ်ဆိုတာမသိရဘူးလို့အတိပေးဖော်ထားပြီး ကျမ်းပါရဲ့ခြေနေစိုးရိမ်နေရသောတရင်များထွက်ပေါ်လာပြီးပါတီအနေနဲ့လည်းအထူးစိုးရိမ်ပူပန်နေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဆင်အနာသိမ်းမှုကြောင့်ပေါ်ပေါက်လာသောမြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဩဂတာဒေါ်ဆန်းစုကြည်မပါဝင်သောတွေ့ဆုံဆွေးနွေးမှုများဟာပြည်လည်မှုမရရှိနိုင်သောကြောင့်မတရားဖန်ဆီးကဏ္ဍသောဒေါ်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိအမြဲဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများကဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့် ိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းအားလုံးနဲ့အတူထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်လို့ NLD ပါတီကအခုလိုပဲထုတ်ပြန်လိုက်ပါတယ်။ NLD ပါတီက2020ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့အားလုံးရဲ့80ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020အတွေ့အကြုံရွေးကောက်ပွဲရလဒ်ကိုတရားဝင်ထုတ်ပြန်ကြေညာတာဖြစ်တာကြောင့်ပြည်သူ့ဆန္ဒနဲ့အညီဖြစ်တဲ့2020အတွေ့အကြုံရွေးကောက်ပွဲရလဒ်ဟာနောက်တစ်ကြိမ်ကျင်းပမယ်လွတ်လပ်ပြီးတရားမျှတမှုရှိသောရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာတဲ့အချိန်ထိတရားဝင်တည်ရှိနေမယ်လို့လည်း NLD ပါတီကခုလိုပဲထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်ကလည်းရွေးကောက်ပွဲချက်မှမလို့ဆောင်နေတာဟာအာဏာသိမ်းပြီးပေါ်လာတဲ့ပြဿနာအရေးရဲ့ကြောင့်နိုင်ငံတကာနဲ့ပြည်သူကိုထက်မှန်လဲစားဖို့နိုင်ငံရေးတရားဝင်မှုရဖို့ယူရတာဖြစ်တယ်လို့လည်း NLD ကခုလိုပဲထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲဟာတရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမှာမဟုတ်တာကြောင့်လက်မကံမဲ့အတိအမှတ်မပြုပူပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း NLD ကထက်လောင်းအတိပေးခဲ့ပြီးစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲအကောင်အထည်မပေါ်ဘူး မိတ်ပတ်အင်အားစုများနဲ့အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကုလပဲကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံရေးပြည်ထနာအရေးရက်ကိုပြည်လဲစေဖို့အာဆီယံအပါအဝင်အင်းဒီဂျင်နိုင်ငံတွေရဲ့မိတ်ပတ်နိုင်ငံတွေနဲ့ဂျိုးပန်းအားထုတ်မှုတွေကိုအတိမတ်ပြုကျေးဇူးတင်ကြောင်း NLD ကပေါ်ပြခဲ့ပြီးနိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရေးပြဿနာကိုလက်တလောပြေးလည်စေရအတွက်သာမဟုတ်ပဲပြဿနာအရင်းမြစ်ကိုသိရှိရန်လိုအပ်ပြီးအထူးရောက်ရွေးကောက်ပွဲအပအဝင်ဆီယနာရှင်စနစ်သက်ဆိုးရှိရေးကိုအထောက်အကူပြုစေမယ့်ကိစ္စရပ်တွေရှောင်ရှားဖို့ပြည်သူလူထုဆန္ဒအပေါ်အခြေခံစဉ်းစားဆောင်ရွက်ဖို့ NLD ကဖော်ပြခဲ့ပြီးဖြစ်တယ်လို့စဉ်းစားဆောင်ရွက်မှသာရေရှည်ခိုင်မာသောတည်ငြိမ်အေးငြိမ်မှုကိုရမယ်လို့အသိပေးလာပါတယ်။ NLD ပါတီအား2020နိုဝင်ဘာလ10ရက်ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့အာလုံရဲ့82.36%တိုင်းတော့အနိုင်ရရှိခဲ့ပြီးရဲ့ပါတီဖြစ်ပါတယ်နိုင်ငံတော်မဲဆန္ဒနဲ့1180ခုမှာ NLD က920ဦးရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်